အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးထဲမှာတော့ခေါင်းခဏခဏကြိုက်တဲ့သူတွေခေါင်းကြိုက်တာကြောင့်ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုထိခိုက်နေရဆိုတဲ့သူတွေအတွက်အချိန်တိုအတွင်းမှာခေါင်းကြိုက်တာကိုတည်တည်တသာတသာစီမဲ့နီလ၅ခုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ထားပြီးတော့ဗေးနာနူဒီပဲလို့လည်းဆက်ချပေးပါအောင်ရှင် ဆိတ်ဖြီစည်းတာရာသီမလာခင်နဲ့လာပြီးတဲ့အချိန်မှာကိုရီးယားဟော်မုန်းတွေပြောင်းလဲမှုတွေကြောင့်နောင်ကျိုးနဲ့လေပင်ရကြွက်တာတွေတင်းမာနေတာကြောင့်စာလောင်တာနဲ့ရေဓာတ်ခန်းချောက်တာကြောင့်တောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်အရက်ကဖင်းနဲ့တခြားတွေစားသမှုများတာကြောင့်ခေါင်းခိုက်ရတာပဲဖြစ်ပါတယ်။ခေါင်းခိုက်စေတဲ့တခြားအကြောင်းရင်းတွေကြတော့ကမ္ဘာမိုနောက်ဆိုင်အစိတ်တင်တာညလုံးအောက်တာ အတွေးတိမ်ဖြစ်နေတာအဖျားရှိနေတာသွားကိုက်နေတာ ။ဦးခေါင်းနဲ့မျက်နှာတစ်ဝိုက်ကကြွက်သားတွေတောက်တင်းနာကျင်နေတာပဲဖြစ်ပါတယ်။ခေါင်းလိုက်တော်အသီးသာတက်တာစီမဲ့နီလန်းငါးကိုဆက်ပြီးကြီးလိုက်ကြရအောင်နော်။ ထမဆုံးနီလန်တစ်ခုကတော့မျက်လုံးမှိတ်ပြီးတော့အနားယူလိုက်ပါနော်ဒီနီလန်ကခေါင်းကိုက်တာကိုထိထိရောက်ရောက်တက်တာစီတဲ့နီလန်တစ်ခုပဲဖြစ်ပါတယ်မျက်လုံးမှိတ်ပြီးအနားယူလိုက်တာကခေါင်းကိုက်တာကိုဖြစ်စီတဲ့တင်းအားတွေကိုပြေရောစီပါတယ်ရှင်ဒါကြောင့်ကိုကခေါင်းရမ်းကိုက်လာပြီဆိုတာနဲ့တိတ်ဆိတ်ငြိမ်သက်ပြီးတော့အလေးရောက်ဝင်ရောက်မှုနေတဲ့အခန်းထဲမှာငြိမ်ငြိမ်လေးလှဲပြီးတော့မျက်လုံးလေးမှိတ်ထားလိုက်ပါနော်တိတ်ဆိတ်မှောင်မိုင်းမှုကကိုကိုနှင်းနှင်းချိုက်ချိုက်အိပ်ပျော်စီမှာဖြစ်ပြီးတော့ခေါင်းကိုက်တာကိုအချိန်တိုအတွင်းမှာတက်တာစီမှာပဲဖြစ်ပါတယ်ရှင် နောက်ထပ်နေလန်တစ်ခုကတော့စိတ်ကိုဖြေလျှော့လိုက်ပါနော်အသက်ကိုခက်ပြင်းပြင်းနဲ့ခဝဝရှူတဲ့နေကျင်ကန်ကစိတ်ဝိစီမှုတွေကိုပြေလျော့စေပြီးတော့ခေါင်းခိုက်တာကိုလည်းတက်တာစေနိုင်ပါတယ်ရှင်ဒါကြောင့်အသက်ကို1 by 1အထိရှိုက်ပြီးတော့ပေါ့နော်ရှူပေးတာကိုအကျဉ်းများများလုပ်လေလေခေါင်းခိုက်တာကလည်းတက်တာလေးလေးပဲဖြစ်ပါတယ်အဲ့ဒါအပြင်မျက်လုံးလေးမှိတ်ပြီးတော့ဝင်သက်ထက်သက်အမှတ်ပေးလို့လည်းရပါတယ်ရှင်နောက်ထပ်နေလန်တစ်ခုကတော့ခုံးနဲ့နှစ်ထင်းတွေကိုနှိပ်ပေးပါနော် ခေါင်းရံကြိုက်လာပြီဆိုရင်ဂုံးနဲ့နှထိန်တွေကိုလက်ချောင်းလေးနဲ့သုံးပြီးတော့ခပ်ပွားလေးနှိပ်နေပေးပါဒီလိုမျိုးနှိပ်ပေးတာကသွေးစည်းစင်းမှုတွေကိုကောင်းမွန်စေပြီးတော့ကြက်သားတွေကိုပြည့်ရော့စေပြီးခေါင်းကြိုက်တာကိုအချိန်တိုအတွင်းမှာတက်တာစေပါရဲ့ရှင်နောက်ထပ်နီလန်တစ်ခုကတော့ရေနူးဝေးကပ်ပေးပါနော်ရေခန့်တွေတွေလေးကိုဇလုံးတစ်ခုနဲ့ထည့်ပြီးတော့တပတ်စာလေးကိုအဲ့ထဲထည့်စိမ့်လိုက်ပါ ပြီးရင်အဲ့ဒီတပတ်စာလေးကိုရင်းညှစ်ချပြီးတော့ဦးခေါင်းခုနဲ့အနေကုတ်ထိဆက်တဲ့နေရာမှာကပ်ပေးလိုက်ပါနော်တကယ်လို့ဒီလိုမျိုးရင်းနှီးဝက်ကပ်ပေးတာတော့ခေါင်းကြိုက်တာမသက်တာအောင်ဆိုရင်တော့အချိန်ခဏစောက်ပြီးတော့ရေခဲဝက်ပြောင်းကပ်ပေးလို့ရပါတယ်ရှင်နောက်ဆုံးနီလန်တစ်ခုကတော့ဆေးတစ်ခုခုတောက်ပါနော်တကယ်လို့အပေါ်မှာပြောခဲ့တဲ့နီလန်လေးခုလုံးလောက်တာအောင်မှခေါင်းခိုက်တာ မသက်တာအောင်ဆိုလို့ရှိရင်တော့ဆေးတစ်မျိုးမျိုးကိုတောက်ဖို့လိုအပ်ပါတယ် ပါရာစီတမောတို့ NSAIDS လိုမျိုးအခိုက်ခဲပြောက်စေတမျိုးမျိုးကိုတောက်သုံးပေးလို့ရပါတယ်ရှင်။ဒီလောက်ဆိုရင်တော့ခေါင်းကိုက်တောင်သီးသနာတတစီမဲ့နီလန်ငါးကူတည်သွားတော့ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်။